နန္တရားကိုထပ်ပြီးတော့ခွဲလိုက်တော့အာယုန်လေးတစ်ခုကိုရယူနိုင်စွမ်းရှိတာကဝိညာဏလို့ခေါ်တဲ့အတိစိတ်ပဲအဲ့ဒီရယူထားတဲ့အာယုန်ရဲ့အရသာကိုခံစားတတ်တာတော့ဝေဒနာလို့ခေါ်တယ်အာယုန်ပေါ်မှာအတွေ့အကြုံရပြီးတော့အာယုန်ဤအရသာကိုခံစားတယ်ခံစားတယ်ဆိုတာနေသက်စရာအာယုန်နဲ့တွေ့တဲ့အခါမှာ ပြောမလာဘူးလားစိတ်ကပျော်ရှင်မှုဆိုတာစိတ်ရဲ့ခံစားမှုတစ်ခုပဲကိုမကြိုက်တဲ့အာယုံလေးနဲ့တွေ့တဲ့အခါမှာစိတ်ထဲမှာမကြည်မနှက်ဖြစ်တယ်ခံစားမှုတစ်မျိုးလားကြိုက်မကြိုက်ဘာမှမထင်ရှားတဲ့အရာတစ်ခုမှကြတော့မတိတာတဲ့ခံစားမှုလို့ဟောလူတွေရဲ့စိတ်ထဲမှာကြည်လူတိုင်းလူတိုင်းမှာစဉ်းစားကြည့်စိတ်ရဲ့ခံစားမှုတွေဟာ ကောင်းတယ်လူခံစားတာရှိတယ်မကောင်းဘူးလူခံစားတာရှိတယ်ကောင်းမကောင်းမထင်ရှားတဲ့ခံစားတာရှိတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဆိုအဲ့ဒီဝေဒနာတွေဆိုတဲ့ခံစားမှုတွေကမိမိတဏ္ဍမှာစဉ်ဆက်မပြတ်ဖြစ်နေတဲ့အရာတွေပဲဖြစ်တယ်ဗောအာယုံနဲ့တွေးလိုက်တာတဲ့ကြိုင်နဲ့ထို့အာယုံပေါ်မှာခံစားမှုဆိုတာပေါ်လာတယ် အဲ့ဒီခံစားမှုကိုကြည့်ပြီးတော့လူတွေကခံစားမှုလို့မသိတဲ့အခါဘာပြောတော့ဆိုဒီကနေ့ငါပြောတယ်ဒီကနေ့ငါမပြောဘူးဒီကနေ့ငါစိတ်ညစ်တယ်နဲ့ပြောမနေကြဘူးလားတကယ်ကတော့ကိုယ်တဏ္ဍမှာခံစားမှုသဘာဝတရားဖြစ်ပေါ်နေတာလို့ဒီလိုမှတ်အဲ့ဒါကိုဝေဒနာခန္ဓာလို့ခေါ်တယ် ေးအာယုံတစ်ခုကိုတွေးလိုက်တာနဲ့တပြိုင်နဲ့အကောင်ဆိုးဆိုတာကိုမှတ်လိုက်တယ်အဲ့ဒီအမှတ်နဲ့ပဲပြန်သိတယ်တခါမှမမြင်ဘူးခင်ကပထမဆုံးမြင်လိုက်တဲ့ဟာကိုမှတ်လိုက်တယ်နောက်တစ်ခါထပ်မြင်တော့မသိဘူးလားသိသွားတယ်အဲ့ဒါဘယ်သူကမှတ်တော့ဆိုတော့တင်ညာကမှတ်ပေးတာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့တင်ညာတရားကမှတ်လိုက်တာတဲ့အဲ့ဒါကခန္ဓာတစ်ခုဒီတဲ့ပဲတွေးတယ်ကြံတယ်လိုချင်တယ် စိတ်ဆိုးတယ်မလို့ခြင်းဘူးမေတ္တာထားတယ်ဆိုတဲ့အကောင်းအဆိုးတွေရောနေတဲ့သဘာဝတရားတွေကိုသင်္ခါရလို့ခေါ်တယ်အဲ့ဒီသင်္ခါရလို့ခေါ်တဲ့စေတသိက်50ပေါ့စိတ်ရဲ့အခြေအနေတွေစေတသိက်50ကသင်္ခါရခန္ဓာလို့ဆိုတော့ပေါင်းလိုက်တော့စိတ်ရဲ့ဝေဒနာရဲ့တင်ညာရဲ့သင်္ခါရရဲ့ဆိုတော့ဒီခန္ဓာ၄ခုကတော့နံခန္ဓာ၄ပါလို့ဒါပထမ သိအောင်အရင်ကြိုးစားရအကျမ်းရင်းလေးကိုယ်တဏ္ဍာမဒီဟာတွေကိုတွေ့နေဖို့လိုတယ်ပေါ့